တပတ်တွင်းမြန်မာနိုင်ငံတွင်ပြည်နယ်နဲ့တိုင်း6ခုကမြို့နယ်ပေါင်း73ခုထပ်မင်းမှစစ်ကောင်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရပ်သားပြည်သူ60နီးပါးတေဆုံးခဲ့တယ်လို့ CJ platform ကသတင်းရရှိထားတဲ့သတင်းတွေကသိရပါတယ်။အောက်တိုဘာ6ရက်မှာမြန်မာပြည်သူတွေဖျားကြောင်းကန်သွားပြီးကုသိုလ်ကောင်းမှုတွေပြုလုပ်နေတဲ့သတင်းကြော်လာပြီးနေဖြစ်ပါတယ်။အဲဒီနေ့မနက်စောစောမှာပဲစစ်ကောင်မရှင်ရဲ့ကြက်တိုက်လေရင်တွေဟာ ချမ်းပြည်နယ်မြောက်ပိုင်းကနံပါတ်2မြို့နယ်ဒီဘောမြို့တွေကိုဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်လူနေအိမ်တွေမော်တော်ယာဉ်တွေနဲ့အစွမ်းဝင်တဲ့အင်အားတွေပျက်စီးခဲ့ပေမဲ့အဲ့ဒီအချိန်မှာဒေသခံအများစုကဘုံကျောင်းတွေမှာရောက်ရှိနေတဲ့အတွက်လူအသေးပြောက်တော့မရှိခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီလာပြည်နေ့ညမှာပဲစကိုင်းတိုင်းချောင်းနဲ့မော်ရမြို့နယ်အဆက်မှာဆင်အာနာရှင်စက်ကြီးစီမီတပိတ်ကိုငိမ့်စန်းစွာပြုလုပ်နေတဲ့လူလူစုဝေးတဲ့ကိုပါရာမော်တာယာဉ်အုံပြုပြီးဘုံနှလုံးတိုက်ရိုက်ကျဲချခဲ့တာကြောင့်ဆူလိုက်ပြုံလိုက်တိုက်ဆုံမှုဖြစ်ပွားခဲ့ပါတယ် ဒီတိုက်ခိုက်မှုတစ်ခုတည်းကြောင့်ပဲပြည်မဲ့ပြည်သူ40ကျော်သေဆုံးခဲ့ရပြီးများပြားလည်းပြင်းထန်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေဟာရှမ်းပြည်၊စကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ချင်းပြည်နယ်တနင်္လာရီတိုင်းဒေသတွေအထိကြေကြေပြင်းပြင်းဖြစ်ပွားခဲ့ပါတယ်။ရှမ်းပြည်မှာဆိုရင်နံပါတ်2ဒီပေါ်နတ်ဆန်နဲ့ကြောင်မဲမိုင်းလုံးမြို့တွေအတွင်းကရဲသားတွေစာတင်ကြောင်းတွေနဲ့ဘုံကြောင်းတွေကိုဥတီတိုက်ခိုက်ခဲ့ပါတယ်။အော်တိုဘာခွေရနေ့ကကြောင်မဲမြို့နယ် မိုင်ဟုံးရွာကိုပုံကျခဲ့လို့ကလေးတူပါဝင်ဒေသခံ၁၀ဦးတည်ဆုံးခဲ့ရပါတယ်။စကိုင်းတိုင်းနဲ့မကွေးတိုင်းဒီမှာလည်းတိုက်ပွဲဖြစ်ပွားတာမရှိဘဲတစေပေါက်ဆလင်းကြီးမြို့နယ်တွေကကြေးရွာတွေနဲ့ရေနံချက်ပူတွေကိုချက်တိုက်လီရင်တွေပြင်ဂျိုင်ရိုကော်ပိုရာတွေနဲ့ပါတိုက်ထိုက်ခဲ့ပြီးရဲသားတည်ဆုံးဒဏ်ရာရတာတွေရှိခဲ့ပါတယ်။မလေးတိုင်းနထိုးကြီးမြို့နယ်မှာဆိုရင်လေအော်တိုဝါရှီယန်တွေကဆွေပြေးချောင်ပြည်သူတွေခေလုံနေတဲ့မကြီးကုန်းရဖုံးချောက်ကိုဘုံကျဲခဲ့ရမှာမြို့သမီးသူတွေဆုံးပြီးကလင်းငယ်တဲ့တန်ကားတွေအပါဝင်ဆယ်ဦးတန်ရာရခဲ့ပါတယ် ချင်းပြည်မင်းတပ်နဲ့ဒင်းနိုင်တိုင်းကပူလောနဲ့တရချောင်းမြို့တွေမှာဆိုရင်လည်းလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ဟိုတယ်လုံးပေါဝင်လူနေတွေပျက်စီးခဲ့ပြီးတက်ကြီးရွယ်ဦးတွေနဲ့ clean air တွေပေါဝင်ရဲသားတွေထိခိုက်ခံရရရှိခဲ့ပါတယ်အချက်လက်တွေအားလုံးကတက်တည်ပြနေတာကတော့အော်တိုဘာလရဲ့ပထမရဲသားတပတ်အတွင်းမှာပဲလိုက်ပွဲ area မဟုတ်တဲ့ရဲသားပြစ်မှတ်တွေကိုစစ်ကော်မရှင်ကရွေကြဲကြဲရှိပြစ်မှတ်ထားတိုက်ခိုက်နေတာပဲဖြစ်ပါတယ်